မင်္ဂလာပါရှင်ရှမ်းကိုမီဒီယာကကြိုဆိုပါရစေ။ငလင်ဘေးအန်ဒီရဲ့အတီဗီနိုဇော်ချန်2025ခုနှစ်မတ်လ28ရက်မြန်မာစံတော်ချိန်12:51မိနစ်20စက္ကန့်အချိန်တွင်မန္တလေးမြို့ငလင်စခန်းမှာအရှိန်မြောက်ဖက်21ကီလိုမီတာခန့်ကွာဝေးသောမန္တလေးမြို့မှာအရှိန်မြောက်ဖက်20ကီလိုမီတာခန့်အောက်ကွာကိုဗဟုပြု၍အင်အားရက်ဒက်စ်ကေခွန်တတမခွန်ရရှိအင်အားလုံးပြင်းထန်သောမြေငလင်တစ်ခုလှုပ်ရှားသွားကြောင်းမိုးလေဝသနှင့်ဇလဗေဒညံကြောင်းမှုဦးစီးထား ာမှသတင်းထုတ်ပြန်ထားပါတယ်။ငလျင်တန်းကြောင့်ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်ပေါင်း16မြို့နယ်တို့တွင်လည်းထိခိုက်ပျက်စီးမှုများရှိကြောင်းကနအူသတင်းရရှိထားပါတယ်။ အဆိုပါငလျင်ပြီးနောက်ထိခက်ပျက်စီးစေနိုင်သည့်နောက်ဆက်တွဲငလျင်များလောက်ခံနိုင်သဖြင့်အထက်မြင့်အဆောက်အုံများတက်တန်းကုန်လွန်သွားသောအဆောက်အုံများစက်ခိုင်မှုနေပါသည့်အဆောက်အုံများတွင်နေထိုင်သူများအနေဖြင့်ငလျင်ကြောင့်ထိခက်ပျက်စီးမှုမရှိနိုင်သည့်အထက်နေအဆောက်အုံများဘေးကင်းလုံခြုံသည့်ခိုးလုံရနေရာများတစ်ပင်ကြီးများနှင့်ဓာတ်တိုင်များမရှိသည့်ကွင်းပြင်ကြီးများတို့ရွှေ့ပြောင်းနေထိုင်ခြင်းကိုအလေးထားဆောင်ရွက်ကြရန်လိုအပ်ပါသည်ပြည်သူများအနေဖြင့်သက်ဆိုင်ရာဌာနများမှထုတ်ပြန်သည့်သတင်းများကိုစဉ်ဆက်မ ပြတ်ဖက်ရှူကြပါရနဲ့ငလျင်နဲ့ပတ်သက်သည့်ကောလာဟာလာတရင်များကိုလက်ခံယုံကြည်ခြင်းဖြန့်ဝေခြင်းများမပြုလုပ်ကြရန်အတိပေးအပ်ပါတယ်ထို့ပြင်အရေးကြီးစာရွက်စာတမ်းများ၊ဇေဝါများ၊ရေနှင့်အစားအစာများ၊ဆက်သွယ်ရေးကိရိယာများနဲ့မိမိနဲ့မိသားစုအတွက်လိုအပ်မည့်အရေးကြီးပစ္စည်းများပါဝင်သည့်အရေးပေါ်အိမ် emergency bag များပြင်ဆင်၍ကိုယ်နှင့်မကွာဆောင်ထားကြရန်လိုအပ်ပါသည်။ မိမိပတ်ဝန်းကျင်တွင်အဆောက်အဦပြိုကျမှုနှင့်အခြားဖြစ်စဉ်များကြောင့်တန်ရာရရှိသူများပိတ်မိနေသူများအကူအညီလိုအပ်သူများရှိပါကသက်ဆိုင်ရာမြို့နယ်များ၏ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့သို့မဟုတ်မိသက်တဖွဲ့ထံသို့အချိန်နှင့်တပြိုင်ညီဆက်သွယ်အကူအညီတောင်းခံနိုင်မှာကြောင့်ရှမ်းပြည်နယ်တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခွင့်ခွဲမှုအဖွဲ့မှအသိပေးနှိုးဆော်အပ်ပါရရှင်